အလုံးမင်္ဂလာပါရှင်ဒီတစ်ပတ်ငါတို့နိုင်ငံဘာထူလဲဆိုတဲ့ပေါ့ကတ်အစီအစဉ်လေးကိုတင်ဆက်ပေးပါတော့မယ်ဒီတစ်ပတ်ထဲဟော့အဖြစ်ဆုံးသတင်းကတော့ဝိုင်းရင်တပိုင်းမီဒီယာကြီးနှစ်ခုဖြစ်တဲ့ VOE နဲ့ RFA မြန်မာပိုင်းသတင်းဌာနတွေဝန်ထမ်းအလုံးနီးပါးရက်ဆိုင်လိုက်ရပြီးလုပ်ငန်းတွေရက်ခံလိုက်ရတာဖြစ်ပါတယ်နောက်ဆေးသတင်းပတ်မှာတော့ ပဲခူးတိုင်းဗရောင်းမြို့နယ်တဲကစစ်ကောင်စီရဲ့ကာပါစာစက်ရုံတွေရှိရာစီရှေ့ဆက်လာတဲ့အေအေရဲ့ထိုးစစ်တွေအကြောင်းနဲ့96ဘီလီယံတန်ကြီးရှိတဲ့မူရည်စေဝါဖန်စီရမှုအရှုပ်တော်ပုံစတဲ့အကြောင်းတွေကိုအနှစ်ချုပ်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ပုတ်အနေနဲ့ကမ္ဘာမှာဒီမိုကရေစီကိုပန်းပြရင်အာဏာရှင်တွေများလာတာအကြမ်းတွေမဟုတ်မျက်မြင်ကိုယ်တွေ့တွေ့ရှိလာကြရပါပြီ။ ဒီမိုကရေစီကောင်းကင်နိုင်ငံကြီးလို့သတ်မှတ်ခေါ်ပြီးသူတို့ကိုသူတို့လည်းကြွေးကြော်နေကြတဲ့အမေရိကန်ပြည်ထောင်စုမှာလည်းဒီမိုကရေစီစိတ်သုံးမဲ့လမ်းကြောင်းပေါ်ရှောက်လန်းနေကြပြီပဲဖြစ်ပါတယ်။ အမေရိကန်ပြည်သူတွေရွေးချယ်လိုက်တဲ့သမရဒေါ်နယ်ထရန့်ဟာအမေရိကန်သမရဒေါ်နယ်ထရန့်ရဲ့မလ14ရက်နေ့ညပိုင်းမှာထုတ်ပြန်တဲ့အမေရိကန်သေးကြောင့်ကမ္ဘာသတင်းမီဒီယာအေဂျင်စီ USAGM အောက်ကဌာနတချို့ကိုပိတ်လိုက်ရပါတယ်။အဲ့ဒီကရေကြောင့်ပဲမြန်မာပြည်သူတွေကို မျက်စိပွင့်နားဆွင့်ပတ်သက်ဖွင့်လို့ရစေတဲ့ VOA နဲ့ RFA သတင်းဌာနတွေပါရက်ဆိုင်လူနီးပါးအခြေအနေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ VOE နဲ့ RFA မြန်မာပိုင်းကသတင်းသမားတွေနဲ့ဝန်ထမ်းအလုံးကြီးပါဒီတစ်ပတ်ထဲမှာပဲအလုပ်တွေရနာခံခဲ့ရပါတယ်။ဒီဖြစ်ရမတိုင်ခင်ဒီနေ့ဇန်နဝါရီလလောက်ကုန်ပိုင်းမှာမြန်မာသတင်းမီဒီယာဖွံ့ဖြိုးရေးအတွက်ထောက်ပံ့မှုအများဆုံးပေးနေတဲ့ American ဆိုရရဲ့ USA ထောက်ပံ့ငွေတွေရက်60ဆိုင်ငံ့ခံထားရတာကြောင့်လွတ်လပ်တဲ့သတင်းဌာနတွေရက်ဆိုင်တာနဲ့ဝန်ထမ်းရှော်တာတွေပြုလုပ်ထားကြရပါတယ်။ တဖက်မှာလည်းအာနာဒိန်စစ်သက်ရဲ့ဝါရဖြန့်ရန်ရကလည်းကြီးစိုးနေတာကြောင့်အခုလိုလွတ်လပ်တဲ့သတင်းမီဒီယာတွေရက်ဆိုင်ခံရမှုဟာဒါကိုအထောက်ပံ့ပေးနေတယ်လို့ဖြစ်ပြီးသတင်းမတွေလည်းပြည်သူတွေစီပိုရောက်နိုင်တယ်လို့သတင်းမှန်စီးဆင်းမှုရော့ကျသွားနိုင်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ပြောဆိုနေကြပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ရဲ့ညွှန်ကြားချက်ထဲမှာသတင်းဌာနတွေ American သမ္မတဒေါ်နယ်ထရန့်ရဲ့ညွှန်ကြားချက်ထဲမှာသတင်းဌာနတွေကိုစီမံခန့်ခွဲတဲ့ US AGM အပါအဝင်အစိုးရ Agency ခုနှစ်ခုရဲ့လှုပ်ရှားမှုတွေကိုအဆုံးစွန် ုံပမာဏအထိရှော့ရှာဖို့ပြောထားပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ကာဘာဆာစက်ရုံတွေကိုမျက်စောင်းထိုးနေတဲ့ AA ဆိုတဲ့အကြောင်းကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ရခိုင်ရုံမောက်ကိုကန်လန့်ဖြတ်ဆက်သွယ်ထားတဲ့ရခိုင်တောင်ကုန်းနဲ့ဘကိုတိုင်းပရောင်လမ်းပေါ်ကအရေးပါတဲ့ပရောင်မျိုးအညောင်ကျိုးရွာတွေကတက်စခန်းတွေကိုအရခတက်တော် AA နဲ့ပူပေါင်းတက်တွေကတိမ့်ပိုက်လာပြီးနောက်အဲ့ဒီအနေတဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေတာတလာနီးပါးကြားမြင်လာပြီးပဲဖြစ်ပါတယ် ်မလစနေရနေ့ကလေးကညောင်ကျိုးရစခန်းတွေကိုတင်ပိုက်နိုင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်30လောက်စစ်တုံးမှန်းအဖြစ်အေအေဘက်ကဖမ်းဆီးရမိထားတယ်လို့ပြောပါတယ်အေးတိုင်းပိုက်ထားတဲ့ညောင်ကျိုးရွာဟာဗရောင်းမြို့နယ်ထဲမှာတည်ရှိပြီးအဲ့ဒီမြို့နယ်ထဲမှာစစ်ကောင်စီရဲ့ဆက်လက်နဲ့ထောက်လုပ်တဲ့ကာကွယ်ရေးပစ္စည်းထောက်လုပ်ရေးစရုံကပ္ပဆောင်ငါတည်ထားပါတယ်။အဲ့ဒီစရုံတွေကညောင်ချောက်၊စင်တဲ၊ကမြိုင်၊ကြောက်ပူးနဲ့ထုံမိုးစတဲ့ရွာတွေမှာတည်ရှိနေတာပါ ညောင်ကျိုးရွာရှိဘက်မှာညောင်6ရွာရှိပြီးညောင်6ရွာနီးမှာစစ်တပ်ရဲ့ကားပါစာအမှတ်6ဆက်ယုံရှိပါတယ်။ဒါကြောင့်ညောင်ကျိုးရွာနဲ့14မိုင်ဝန်းကျင်ကွာဝေးတဲ့ညောင်6ရွာမှာစစ်တပ်ကခန်းစစ်အခိုင်မှာပြင်နေတာလို့ဒီတစ်ပတ်ထဲသတင်းတွေပြန့်နှံ့လာခဲ့ပါတယ်။ပြည်မျိုးရှိဒေသကုတ်ကဲမှုဌာနချုပ်ကဒုဒါကဆမူကိုရိုင်းခန်းစစ်ပြင်တဲ့နေရာတွေကိုလိုက်ပြီးကြီးကြပ်နေတယ်လို့ပြောကြပါတယ်။ စစ်ကောင်စီတပ်ဟာတမ80ခွန်လောက်ခန့်တပ်တွေနဲ့စစ်မှုထမ်းတနန်းစင်တွေကိုစစ်ကူအနေနဲ့ညောင်ကျိုးတိုက်ပွဲစီပို့တယ်လို့ညောင်ခြေထောက်မှာလည်းသူတို့နဲ့ခန့်စစ်ပြနေတာဖြစ်တယ်လို့သိရပါဗျ။တောင်ကုန်းဗရောင်းယိုမလမ်းမိုင်းကစစ်တပ်စခန်းတွေကို2024ကုန်ပိုင်းကလေးကအေအေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။2025မလအထိလေးလနီပါအတွင်းအဲ့ဒီရုံးမလမ်းမိုင်းကတောင်မုံကြီးစခန်းပကံခွဲစခန်းမိုးတီတောင်စခန်းနဲ့နှစ်တောင်တာဝါစခန်းကုန်းတွေကိုအေအေကတင်ပိုက်ထားနိုင်ပါတယ် အခုရက်ပိုင်းအတွင်းထိညောင်ကျိုးနဲ့ညောင်ချောင်းရွာအနီးတစ်ဝိုက်မှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေစေဖြစ်တဲ့အပြင်စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးကြောင့်ဒေသခံတွေသိဆုံးမှုတွေရှိသလိုနေအိမ်နဲ့ဆောက်အုံတွေအပြည့်အစုံများစွာဖြစ်ပေါ်နေတယ်လို့သိရပါဗျ။နောက်ဆုံးတစ်ပုတ်အနေနဲ့စစ်ကောင်စီကကျပ်96ဘီလီယံတန်ကြီးရှိမူရည်စေဝါဖန်စီရရှိမှုမှာအာရကတက်တော်အေအေရဲ့စေဝါရေးတာဝန်ခံကပါဝင်လှုပ်ဆောင်နေတယ်လို့စွပ်စွဲပြောကြားထားတဲ့အကြောင်းပဲဖြစ်ပါဗျ။ ဒီတစ်ပတ်ဗိုလ်ထုနှစ်ထုတ်စစ်ကောင်စီသတင်းစာမှာ96ဘီလီယံကျော်တန်ဖိုးရှိတဲ့မိုးရေဇေဝရီနဲ့အတူလူ၁၄ရောက်ကိုရန်ကုန်မှာဖမ်းမိတယ်လို့ရေးသားဖော်ပြပါဗျ။ဒါဟာ ရှမ်းပြည်ဝောက်ကိုပိုင်းအုတ်ချုပ်ခွင့်ရဒေသပန်ဆန်းမြို့မှာနေထိုင်တဲ့ကိုဒမောင်ဝင်းရဲ့အစီအမံနဲ့လှုပ်ဆောင်တာလို့စစ်ကောင်စီကဆက်ဆွဲပြောဆိုပါတယ်။သူစီကမြစ်ဖြားခံပြီးရန်ကုန်တိုင်းအတွင်းအစစ်အစင်ချိတ်ဆက်ရောင်းချသူတွေအပြင်ရန်ကုန်ကတစင်မလေးရှားပင်လယ်ပြင်ကိုပါချိတ်ဆက်ရောင်းမဲ့သူတွေဖောက်ထုတ်ဖမ်းဆီးရမိကြတာဖြစ်တယ်လို့စစ်ကောင်စီဘက်ကထုတ်ကြားထားပါတယ်။ဒါပေမဲ့စစ်ကောင်စီက ကောင်းဆောင်လို့တစိုက်ခတ်ထားတဲ့ကိုတမဝင်းအပါဝင်အေးရဲ့စီးပွားရေးတာဝန်ခံကိုရဲဝင်းခါကိုကျော်စိုးလင်းနဲ့ဇနီးဖြစ်သူမတ်တီတော်မြင့်တို့ကိုမဖမ်းနိုင်သေးပါဘူး။မူရည်စေဝအတယူပို့ဆောင်ရတဲ့မှာပါဝင်သူ၁၄ဦးကိုပဲရန်ကုန်တိုင်းနယ်ကတောင်တကုန်းမြောက်တကုန်းစိတ်ကြီးခနောင်တို့တာဂီတာနဲ့မြောက်ကလာပမြို့နယ်တို့မှာဖူးရည်စေဝတွေအပါအဝင်မော်တော်ယာဉ်တွေဆက်လီတွေပါတင်စီရမိတယ်လို့ဖော်ပြထားပါတယ်။ အေးအေးစီးပွားရေးတာဝန်ခံတဲ့ဇနီးတို့ဟာရန်ကုန်ကတစင်မလေးရှားပင်လယ်ရေပင်ကိုဒီစီးပွားရေးရောင်းချဖို့အတွက်လှုံ့ဆော်တာလို့စစ်ကောင်စီကဆက်ဆွဲပြောဆိုထားပါတယ်။ဒါနဲ့ပတ်သက်ပြီးအေးအေးပြောခွင့်ရသူဥခိုင်ဒုခကမဟုတ်ကြောင်းညှင်းဆိုထားသလိုရခိုင်မျိုးသားဖွဲ့ချုပ် UNLAA ဘက်ကလည်းတရားဝင်စာထုတ်ပြီးညင်ထားပါတယ်။ဒါဟာအေးအေးကိုကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်းဝိုင်းအပါအဝင်အင်းဒီချင်းနိုင်ငံကအတိအမှတ်ပြုဆက်ဆံလာခြင်းနိုင်ငံရေးအပုတ်ချမှုတစ်ခုအနေနဲ့ဆက်ဆွဲပြောဆိုတာလို့သူကပြောထားပါတယ်။ ်မြန်မာနိုင်ငံအတွင်းမူရစ်စေဝါဖြန့်ဖြူးနေတာစက်ကောင်စီဗိုလ်ချုပ်တွေနဲ့ပြည်သူစစ်သွေးတာဖြစ်တယ်လို့လည်းဥက္ကဋ္ဌကပြောထားပါတယ်စက်ကောင်စီရဲ့သတင်းစာအတွင်း AA စေဝါရေးတာဝန်ခံဇနီးမောင်နှံဟာတန်ရန်တောင်ကြီးမန္တလေးနဲ့ရန်ကုန်တို့မှာမော်တော်ယာဉ်ဂိတ်တွေဖွင့်လှစ်ထားပြီးခီးတဲ့တင်မှန်လုံရင်16စီးနဲ့မူရစ်စေတဲယူပို့ဆောင်နေတယ်လို့မော်တော်ယာဉ်ပုံနေတဲ့ကွာဖော်ပြခဲ့ပါတယ် တင်မိုးရေးစေဝါတင်စီရမိတဲ့ငွေကြေးအကျိုးမြတ်တွေပိုင်းဆိုင်မှုတွေကိုပြည်သူ့ဗန္နာအဖြစ်တင်စီနိုင်ဖို့အတွက်ငွေကြေးခွာချမှုတိုက်ဖြတ်ရေးဥပဒေနဲ့ဆက်ပြီးအရေးယူမယ်လို့ဆိုထားပါတယ်အခုဖပြပေးခဲ့တာကတော့ CJ Platform ရဲ့ဒီတစ်ပတ်ငါတို့နိုင်ငံပါထူလဲဆိုတဲ့ Pocket အစီအစဉ်လေးပဲဖြစ်ပါတယ်။ဒီအစီအစဉ်လေးကိုအပတ်စဉ်တနင်္ဂနွေနေ့နေ့လယ်2နာရီချိန်တိုင်း CJ Platform ရဲ့ Facebook, YouTube နဲ့ Telegram Channel တို့မှာတင်ဆက်ပေးနေရမှာစောင့်မျှော်နှားဆင်ပေးကြပါအောင်ရှင်။ကျမနွယ်ပါ